ဒီအရွက်ကိုဘေးကင်းအောင်ဘယ်လိုစားကြမလဲပောက်ပန်းပြူရွက်ကရေပူရအဖြစ်တော့ဘေးအန္တရာယ်နည်းတဲ့နေရာမှာပါပါတယ်သူ့ကိုဓာတ်မြေဩဇာရီနဲ့စိုက်တာမျိုးမဟုတ်သလိုပိုးသက်ဆေးတွေလည်းဖြန်းလို့မရှိပါဘူးဒါပေမဲ့ခူးစွတ်ပြင်ဆင်ရောင်းချတဲ့အချိန်မှာတော့ခူးပြီးတဲ့အခါမှာမြေကြီးပေါ်မှာချထားတာကတော့ဒါမှမဟုတ်ရင်ဈေးထဲမှာရောင်းတဲ့အခါမိုးရွာနေတဲ့နေ့အောက်မှာတလပတ်လေးပဲခင်းပြီးတော့ရောင်းတဲ့အသေးစီအဝဲလာတာကတော့ဒါမျိုးလေးတွေရှိနိုင်တဲ့အတွက်ကြောင့်သူ့ကိုလည်းတန်တန်ဆင်ဆင်လေးဆေးကြောဖို့တော့လိုအပ်ပါတယ်အခုဒီရွက်လေးတွေကိုချွေပြီးတော့ င်းနဲ့ဆေးလိုက်ပါတယ်။ပြီးသွားရင်ရင်နွေးအိုးလေးတည်ထားတယ်။ရင်နွေးပွက်ပွက်ဆူလာပြီဆိုတဲ့အချိန်ကျမှပေါက်ပန်းပြူရွက်လေးတွေကိုရင်နွေးထဲထည့်ပြီးတော့ဖြောလိုက်ပါတယ်။ဒီနေ့တော့စိမ့်စိမ့်ဆူဆူလေးကိုပဲစားကြနာမို့လို့အချင်းလေးမပါဘဲနဲ့အစိမ့်တိုင်းလေးပဲပြုတ်ပြီးတော့ထားပါတယ်။နည်းနည်းလေးစိမ့်လာပြီဆိုတဲ့အခါမှာပေါက်ပန်းပြူရွက်တွေကိုဆယ်ပြီးတော့ရေအေးလေးထဲထည့်ပြီးတော့ဆေးလိုက်ပါတယ်။ပြီးရင်အဲ့ဒီရေတွေကိုညှစ်ထုတ်လိုက်တဲ့အခါမှာတော့ငပိရေနဲ့တော်၎င်းငပိချက်နဲ့တော်၎င်းတွဲပြီးတော့စားလို့ကောင်းတဲ့ပေါက်ပန်းပြူရွက်ပြုတ်လေးရပါပြီ။